ချေဦးညုံတမိုင်းမဝင်ပေမဲ့တမိုင်းတွင်နေတဲ့စကားများငနုနေယောက်ျားမဟုတ်လောအဂမဟာပဏိတာ မကာရလောပအကျော်ကျေးဇူးရှင်မလဲဆရာတော်ဖျားကြီးပြုစုတော်မူခဲ့တဲ့မဟာတုတ္တကာရီမဂရေဝလင်္ကာသက်ရဲ့ပုတ်တော်ဝဝါဒခံပိုက်ရေ128မဂရေဝတခုလုံးရဲ့ပိုက်ရေအမှတ်298မှာ အခနာဝေဒီတက်ခေါန်ထီတာလေကြီးအရာ လိမ္မာလေးချက်လျှက်တပြက်တွင်အဆက်အဆက်ခုနှစ်ချက်နှင့်ရှစ်ချက်လျင်ညာပြည့်နိုင်အားသည့်ယောက်ျားတို့လျက်တစ်ချက်လွတ်လျင်တစ်ချက်လွတ်လျင်မြားစင်းသာနှစ်စင်းပူးပြိုင်မလွတ်နိုင်ကြမိမတို့မှာယူပယူပါသရာကန္နရတ္တာဖောဒဘာဟုကိလေသာယုံ စိတ်ပုံ90တချက်ချင်းဖြင့်မကင်းရာကမကင်းရာက ပူရိတာကိုကြံရမဟဲ့ကျွမ်းမဲမရှောင် ကောင်းအောင်တပြိုင်ရွယ်ဆိုင်ခဏပြင့်တိုင်ကြ၏ပြင့်နိုင်ကြ၏လို့ဆက်ဆိုတော့ဆက်ဆိုပြတော်မူခဲ့ပါတယ်အတိဘယ်ကရှင်းမိသားပါ မင်းယောက်ျားတို့စွန်းဆောင်နိုင်တဲ့လေးတက်မြားသက်မှာ အခနာဝီဒီဆိုတဲ့မြားရေးမြားရေးကြီးအသက်တဘာပါဝင်ပါတယ် အခနာဝေရီရဲ့အထိပ္ပယ်ကလျှက်တပြက်တွင်ချက်ပေါင်းများစွာမချွတ်မယွင်းမှန်အောင်ပြစ်နိုင်ခြင်းနဲ့ဒီအဲ့ဒီအတက်အရာယောက်ျားတို့ဟာလျှက်တပြက်တို့မှာချက်ပေါင်းဘလောက်ပဲများစွာ ပြစ်လွတ်နိုင်ပေမဲ့တချက်ကိုများစင်းမှာပဲတဲ့မိန်းမတို့ကတော့အစိတ်များငါးစင်းကိုတရိုင်နေပဲတချက်ထဲမှာပြစ်လွတ်နိုင်ကြပါတဲ့ຢາກະမကဲနဲ့ပူရီသားတို့ကိုထိုးဆိုင်သွားကြတဲ့မြားငါးစင်းယူပါတရာကန်ဒါရက် ယတာဖောဒပါဟုဖောဒပါတရုံမင်းဖျားကဓာလန်လက်နဲ့တွေစီချထားပြီးမင်းပါနဲ့တေးခြင်းလဲဘာဟုလိုလဲလုံးငတက်ပြားကိုမေးတော့ငတက်ပြားကမေပြားစောင်းမှာကိုလိုဤလို့ဖြေတဲ့ကြောင်းပြောပြခဲ့ပြီးပါပြီငတက်ပြားကသူ့ရဲ့ကောင်းကောင်းမခံတတိနဲ့ပြောလိုက်တာဖြစ်ပေမဲ့သူ့စကားအတိုင်းဟုတ်ဟုတ်သေးတော့ဟိုအောင်မေးမိပါတယ်စောင်းမှာမေပြားဟာတကယ်ပဲလက်နဲ့တစ်ခုဖြစ်လာခဲ့တာပါကလား လက်နက်မှထိရှိုက်ဒဏ်ရာရသူကိုအစိတ်တက်စေရတဲ့အစိတ်လက်နက်စောမကပင်ရပရင်ဦးစနာပြောင်ရဲ့မိဖုရားဖြစ်ခဲ့ပါတယ်။သရိုမင်းဖျားက သူ့ပရွေတော့မင်းပြောက်ကိုတုတ်တယ်မီဆင်မြင်းအလုံးရင်အိပင်ရကိုဆက်တိုက်အောင်မြင်တော့စောမကိုမိဖုရားဆက်မြောက်ခဲ့တာပါ။တကရက်ခွနရ26ခုနှစ်မှာတော့လင်းမြန်ရှုပ်ထွေးလာတဲ့နှစ်ပဲလို့ဆိုရမှာပါပဲ။ ဒီနှစ်ထဲမှာကစုံလာမှာစကိုင်းပြက်နှယုံလာမှာရပင်းရပြက်ဝါဇူလာမှာဥစနာဥစနာပြောင်းနန်တက်တော်လင်းလာမှာဥစနာပြောင်းနန်ကြဒရိုမင်းဖြားနန်တက်တပောင်းလာတဲ့မှာအင်းဝါမျိုးသက်တဲ့တနှစ်ထဲမှာအများပြားရှုပ်ထွေးလိုက်တဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေစောအုံမှာဖြတ်လန်းနေရတဲ့နောက်ခံချင်းတွေအခြေအနေပါပဲဒီလိုခုမြင် ခုပြောက်ကိစ္စကြီးရပဲစောအုံမှာရဲ့ တဘာဝကိုပြထန်းလိမ့်လားတူကိုယ်တိုင်ကလည်းမန်လဲဆရာတော်ကြီးခက်ဆက်ဆက်ကလေးဆိုထားလို့တန်ဘုံပြန်ပြမနာမင်းမိမဟုအားရဆုံးတိုင် မပြေနိုင်ရိုးလေးမျိုးတို့တွင်တဘာဘာဝင်သည်အကျင်မိမအိထရာတို့အထာပတိရှစ်လင်ရှိလေလွန်ပြီးပုံမို့ ကိုယောက်ကိုလျင် အလိုရှိမြဲလူပြေခဲ့၏ဖြစ်ခဲ့လေလားဒါမှမဟုတ်ပေးလာတဲ့အချိန်နေပေါ်ရှင်တန်ရက်တည်ရက်တည်မှုတစ်ခုရအောင်မယ်ဖန်တီးခဲ့လေလားလို့တွေးစရာတွေပါနန်းဆန်တက်သုံးနှစ်ရမှာဒရိုမင်းပြားဟာ စကုစာတင်ကတူပုံပုံကန်တာကို ထွက်နေနေရင်ကြောက်ပေါက်ပြီးတက်ဆုပ်ခဲ့ရပါတယ်ဆွေ ဆွေကြိုစိတ်ရောက်တော့အနာသေးထန်ခဲ့ပါပြီမနေရတော့ဘူးဆိုတာသူတို့မင်းဖျားသိလို့အသွင်သွင်းမှုငနုကို အပားမှခေါ်ပြီးမှားပါတယ်ငါမရှိရင်ငါမိပြဆုံးမှာကိုသူမိပြမြောက်တော်မီငါနှမျောမှုသည်ရင်သွားတိုက်ချီတဲ့ဒီလိုမှားပြီးမကြမီသူတို့မင်းဖျားအနေဆာရောက်ပါတယ်အသွင်သွင်းမှုငနုလည်းတန်လှေလက်ပြေးနဲ့အပြင်းဆန်တဲ့ နန်းတော်ရောက်တော့မိဖုရားဆောင်းမှရှေ့တော်ဝင်ပြီးသရုံမင်းဖျားအမှားစကားမိန့်ကိုလျှောက်ပါတယ်အသွင်သွင်းမှုဟာဘရင်မိန့်ကိုတဲလာပြီးတိုက်ရမဲ့လူဟာမိဖုရားဆိုတော့အတော်ကိုအကျဉ်းချက်ရောက်ခဲ့မှာပါပဲတခြားသူဆိုလည်းအမိန့်ပြန်ပြီးခုတ်လိုက်ရုံသို့မဟုတ်ဘာမှမပြောတော့ပဲကွက်မြက်လိုက်ရုံ ကွန်မင်ပြလိုက်အောင်အခုတော့မိပြားဖြစ်နေတော့မိတဲ့တရေနဲ့ရှောက်တင်ရင်အကျက်တွင်းနေရမှာပါဒါပေမဲ့ဒီအချင်းကျက်လှဲတော့တဲ့တဘိုးပြဿနာကိုလာလာပပလေးဖြေရှင်းလိုက်သူက ဆုံးပါပါငနုနေယောက်ျားဟုတ်လို့တဲ့တိတ်တာသွားတဲ့စကားပါမြားငါးစင်းထမြိုင်နဲ့လှုပ်လိုက်တာပါပဲအဲ့ဒီဘန်ငနုတဘောတွေပေါက်သွားတယ်မိပြားကိုတက်ဘာဖြစ်မလဲဘယင်းကွယ်လို့မီမို့ဘာဆူးလက်မှလည်းရပွင့်မရှိမိပြားသက်သူဆိုပြီးနောက်ပိုင်းရန်တွေကလည်းတတိကြီးလာတယ် တည်ကြီးလာနိုင်တခင်မိန်တော်ထန်ကျေဖို့လာကြည့်လို့ဘသူအမလည်းထောမနာမပြု ထောမနာပြုကြမှာမဟုတ်အခုစောင်းမှာပြောလိုက်တာက ငလို့နေရောက်ရမဟုတ်တော့တဲ့မိဗျာနဲ့တစိတဝန်နဲ့ညီကြပြီညီကြပြီအလိုမပါလဘောမတူတဲ့အထင်းသမီးကိုတုတ်တင်လိုက်ကြပါတယ်အင်းဝနဲ့မှာလာဝယ်နေပြီးမစကိုင်းမက်ကိုတတိတနံပြုလိုက်ပါတယ်အသွင်သိမှုဟာစောင်းမှာကိုလည်း မိဖုရားရဲ့ခင်ပွန်းဘယင်ဟုမဆိုတာအဖြစ်နဲ့စကိုင်းမှာလည်းတဆောင်းတဆောင်းတရားလောက်ခွင့်ရစောင်းမှာစကားရဆိုရင်ယောက်ျားဖြစ်ကြောင်ပြလိုက်တာပါပဲပေါ့ဒါပေမဲ့ယာကနှက်ဖန်ယောက်ျားနှံ့တို့ကျင့်ကျင့်သွန်းယုံမှာကိလေသာဖြင့်လွန်စွာမတ်၍နှစ်တမဝဉဏ်ကင်းပါလျက်မိမနိုင်ကံပိုးပလန်နှင့်မီးလျံတမျှလိုက်မှားကြ၏ မိမအာယုံလိုက်မှားတုံမူထိုတကုထိုသူကရှင်လူခပင်မင်းစင်းရဲ့သာမဟုညာဘူးလို့မှန်လဲဆရာတော်ကြီးဆက်ဆိုထားခဲ့တယ်လို့ပုတ်တော်ဝါဒ132တရုံးမင်းဖျားအနေဆရောက်ပြီးယမဲသင်းစာတီလဝါကိုနန်းတင်ကြတီလဝါကလက်မခံပဲအမြင့်မြို့စာ တရဖျားစော်ကဲနမ်းနမ်းပေးဖို့ပြောမင်းကြီးစွာစော်ကဲလို့ဖြစ်လာတော့ဘယင်ကရာသတင်းညံပွဲရငမောက်ကိုခေါ်ပြောပါတယ်ငမောက်ကဟာငမောက်ကငနုရဲ့အကိုပါမိဖုရားကိုတိမ်ပြီးမင်းပြူနေတဲ့ငနုကိုဥပေတမြင်နဲ့ရအောင်ဖမ်းမှာဖရားရင်စောင်းမာနဲ့ဆုံးဖတ်ပေးမယ်ဝရင်တို့ရွာနဲ့တောင်ပြုံးနှန်းနဲ့တောင်ပြုံးနယ်လေးပေးမယ်လို့မိန့်ပါတယ် ရာစာတင်ကြံငမောက်လဲစကိုင်းသွားတဲပြင်းမှာပဲလေးဆိုင်ထားပြီးငါညီမင်းဖြစ်ပြီးဆိုလိုလာခဲ့ပါတယ်ငါတော်နေမကောင်းဖြစ်နေတယ်ငါညီလာခဲ့ပါလို့ဆေးလိုက်ပါတယ်ငနုလည်းယုံပြီးဆင်းလာပါတယ်ကွန်ကွန်ဆွယ်တောက်ရည်ကန်လောက်နဲ့ပဲလေပေါ်တက်ခဲ့ပါလို့လေပေါ်တက်ခဲ့ပါခေါ်လို့ငနုလေပေါ်ရောက်လေကျိုးကိုဖြတ်ပြီးတစ်ဖက်ကိုကူးခဲ့ပါတော့တယ်အကုန်ငမောက်ကညီငနုကိုကျိန်းပါတယ် နင်းမိဘကလည်းမင်းမင်းမျိုးမဟုတ်အဘဘကလည်းမင်းမျိုးမဟုတ်နင်းတဲပရင်ဖြစ်ရှင်လားဆိုပြီးတန်ချီခြင်းနဲ့ထားပါတယ်။ရွာစားတဲ့ကြံငမောက်လည်းမင်းကြီးစွာဂရိအတိုင်းစောင်းမာကိုရာတောင်ပြုံးဝရင်တုံနယ်စာဖြစ်သွားပါတယ်။စောင်းမာနေနဲ့တော့ပင်းရဥဇနာပြောင်းဒရုံမင်းဖျားငနု အခုငမောက်သရုတ်ထခင်ပေါ်မှာငနုကတော့အချုပ်ကနေအလွတ်ထွက်ပြေးပြီး လာဟုရမှာနေတယ်လို့ဆိုပါတယ်သူတည်းနောက်ဆက်တွဲတော့မသိရတော့ပါဘူးငနုနေယောက်ျားမဟုတ်လို့ဆိုတဲ့စောအမရဲ့စကားဟာသူ့ပင်ကုန်ဘွားကိုတဲ့သူ့ပင်ကုန်စဘာဝကိုဖျက်နိုင်လို့အသက်ဘေးကနေကြံဖန်မှုရတာလည်းဖြစ်နိုင်ပါတယ်ညာငါးစင်းလို့လည်းပြောလို့ရပါတယ် မိမတို့ရဲ့အချင်းကျက်အလို့ယုံထွက်နေတနည်းလို့လည်းဆိုနိုင်ပါတယ်။ဒါပေမဲ့စောအုံးမရဲ့စကားကိုပဲနားထောင်ပြီးမိမဟူပြီးထိုအိတ်တီကဘာညာကောက်ချက်ကတော့တစ်ဖက်သက်မစောလိုက်ပါနဲ့။အသက်ခိုင်းသူဒရိုမင်းဖျားနဲ့တာဝန်ယူသူနတ်ကဘောပေါက်သွားသူငနုတို့ကိုလည်းငနုတို့ကိုလည်းမြေယောင်ဖို့လိုပါတယ်။ယောက်ျားတွေလည်းဒါကြောင့်မန်လေးရှားတော်ကြီးက ုတ်တော်ဝါဒ144နဲ့145မှာဆုံးမတော်မူထားပါတယ်။အနှဲ့ပညာမရှိပါကအင်္ဂါခြေလက်ယောက်ျားလျက်လဲမိမထက်တာရုံမဆိုးဝါမိုင်လုံးထွားသည်။နွားနှင်ကြားနှင့်အတူသည်တဲ့။တင်းဆက်မိပြီစင်ဒရီစင်ဒရီနဲ့အတိပညာမရှင်သာသူထုံမြလူတို့ကျင့်မှုဖောက်ပြမတီးကြသည်။ တီကြသည်ယောက်ျားမိမမဟုတည်တဲ့